မိုးရသည်ကရင်ပြည်နယ်ရဲ့တဘာဝအလှတရားနဲ့နက်နဲတဲ့ဂူရီစီခီးတစ်ခေါက်မိုးရသည်ရဲ့စိမ့်လန်းမှုတွေနဲ့အတူကရင်ပြည်နယ်ကသူ့ရဲ့တဘာဝအလှတရားတွေကိုထုတ်ဖော်ပြသနေပါတယ်ဒီရသည်မှကရင်ပြည်နယ်ရဲ့အလှပဆုံးနဲ့လူကြိုက်အများဆုံးဂူသုံးခုအကြောင်းကိုစိတ်ဝင်စားစရာကောင်းတဲ့ခီးစဉ်တစ်ခုအဖြစ်ဖော်ပြပေးခြင်းပါတယ်ကော့ကွန်းဂူတမိုင်းဝင်ဗုဒ္ဓရုပ်ပွားတော်များရဲ့ဘန်တိုက် ပထမဆုံးအနေနဲ့မဖြစ်မနေတွားရောက်တဲ့နေရာကတော့ကော့ကုန်းကူပါပဲဒီကူဟာတဘာဝအလှအပအပြင်နှစ်ပေါင်းများစွာကလေးကတရှိနေခဲ့တဲ့သမိုင်းဝင်ဗုဒ္ဓရုပ်ပွားတော်ပေါင်းမြောက်များစွာကိုထိမ့်သိမ်းထားတာကြောင့်ထူးခြားပါတယ်ဂူနေရန်တွေမှာထွန်းထူထားတဲ့ရုပ်ပွားတော်တွေကြောက်စာတွေကရှေးခေတ်မြမယဉ်ကျေးမှုနဲ့ဗိတုကာလက်ရာတွေကိုဖော်ပြနေတယ်လို့ပါပဲမိုးရသည်မှာဂူပဝင်းကျင်ကတစ်ပင်တွေကပိုပြီးစိမ့်ဆိုလာပြီးအေးမြတဲ့လေနဲ့အတူစိတ်ကိုကြည်လင်စေပါတယ်ဖယင်းညီကူ အောဖွဲ့ရေပူစမ်းတဲ့တဘာဝကြောက်တရားများ နောက်ထပ်ဆွဲဆောင်မှုရှိတဲ့နေရာကတော့ဘရင်ညီဘူးဖြစ်ပါတယ်။ဒီကူကတော့ထူးခြားတဲ့သဘာဝရေပူစမ်းတွေကြောင့်နာမည်ကျော်ပါတယ်။ကူထဲမှာရှိတဲ့ရေပူစမ်းတွေဟာခီးသွွားတွေကိုဆွဲဆောင်ရုံသာမကကျန်းမာရေးအတွက်လည်းအကျိုးပြုပါတယ်။ကူရဲ့အတွင်ပိုင်းဖွဲ့စည်းပုံကလည်းသဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ထူးခြားတဲ့ကြောက်တိုင်းတွေ၊ကြောက်ဆက်ပန်းဆွဲတွေနဲ့ပြည့်နေနေပါတယ်။မိုးရာသီမှာတော့ပဝန်းကျင်ကပိုပြီးလန်းဆန်းစုပြီးလာပြီးရေပူငွေ့တွေနဲ့ရောစက်ပြီးတမှုထူးခြားတဲ့မြင်ကွင်းကိုခံစားရမှာပါ။နောင်ခလိုင်ရေကူး လှုပ်ဝက်ဆန်းကျတဲ့ရေစီးကြောင်းများနဲ့တဘာဝအလှနောက်ဆုံးတစ်ခုကတော့စွန်စားကန်းကြိုက်သူတွေအတွက်တင့်တော်တဲ့နောင်ခလိုင်းရေကူပါတီကူကတော့နမဲတိုင်းရေစီးကြောင်းတွေနဲ့ပြည့်နှက်နေပြီးဂူရဲ့အတွင်းပိုင်းကိုလှေနဲ့ဒါမှမဟုတ်ရေထဲဆင်းပြီးစူးစမ်းလေ့လာရတာမျိုးပါရေစီးကြောင်းတွေရဲ့တဘာဝအလျောက်ဖန်တီးထားတဲ့လှပတဲ့မြင်ကွင်းတွေနဲ့အတူလှုပ်ဝက်ဆန်းကျတဲ့ခံစားမှုကိုပေးဆွဲမှာပါမိုးရသည်မှာတော့ရေစီးနှုံးကပိုများနိုင်တာကြောင့်ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့အတွေ့အကြုံကိုရရှိပါလိမ့်မယ် ဒီကူ၃ခုဟာကရင်ပြည်နယ်ရဲ့မိုးရသည့်အလှကိုပိုပြီးထင်ရှားပေါ်လွင်စေတဲ့နေရာတွေဖြစ်ပါတယ်။တဘာဝအလှအပတွေကိုမြစ်တပ်သူတွေ၊စုံစားခန်းကြိုက်သူတွေနဲ့တမိုင်းကိုစိတ်ဝင်စားသူတွေအတွက်ကရင်ပြည်နယ်ကဒီကူရေစီကိုလာရောက်လည်ပတ်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဒီလိုစိတ်ဝင်စားပွဲရနေရာဒေသများအကြောင်းကိုနောက်ထပ်တင်ဆက်ပေးမှာမို့ကျွန်တော်တို့ channel လေးကိုလည်း like and subscribe လုပ်ပေးထားဖို့မမေ့ပါနဲ့နော်။